မနက်ပိုင်းမင်္ဂလာပါဒီနေ့ကတော့ဆံပတ်ကျူးရဲ့စာအုပ်နောက်ဆုံးအပိုင်းလေးကိုဖတ်ပြချင်ပါတယ်ကျမဖြစ်သောနိုင်ငံနောက်ဆုံးပိုင်းဖြစ်ပါတယ်ဆံပတ်ကလည်းခေါင်းစဉ်ကိုဤကုန်းစကားဆိုပြီးတတ်ထားပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆံမအားယုတ်ဒီလေးစားစွာခွင့်ထောက်လိုက်ပါတယ်ရှင်ဆံမရဲ့ဒီ ဒီကုန်းစကားဆိုတာလေးကိုဖတ်ခင်မှာ highlight လောက်ထားတဲ့စာလေးကိုဖတ်ပြခြင်းပါသေးတယ်အဲ့ဒါတော့မျိုးဆက်တစ်ခုကနေနောက်မျိုးဆက်တစ်ခုကိုလက်ဆင့်ကမ်းပေးရမယ်အရေးကြီးဆုံးတာဝန်အရာဟာတာဝန်ယူမှုပါမျိုးဆက်တိုင်းဟာပစ္စုပန်ထက်ပိုကောင်းတဲ့အနာဂတ်ကိုဖန်တီးဖို့တာဝန်ရှိတယ်ဤကောင်းစကားတမီးရေ နင်းစီပန်းနဲ့ဆက်ဆက်လို့ပြောစရာတစ်ခုကိုသတိရသွားတယ်။တိတ်မကြခင်အန်တီချင်းပြည်နယ်ကိုသွားတာသမိတိတယ်မဟုတ်လား။ချင်းပြည်နယ်မှာအန်တီမမေ့နိုင်တဲ့အရာတွေတည်းမှာနင်းစီပန်းတွေလည်းပါတယ်။တောင်ပေါ်ဒေသမှာရာသီဥတုကလည်းအေးလေကလည်းတန့်စင်လို့ထင်ပါရဲ့နင်းစီတွေကလာလိုက်တာသမိရဲ့။အန်တီမြင်ဘူးသမျှနင်းစီတွေတည်းမှာအကြီးမားဆုံးနဲ့အလားဆုံးနင်းစီလို့ပြောရင်သမိချုံနိုင်ပါမလား။ တန်းရောင်နှင်းစီဟာလဲဆူဖက်ကြွရွရလို့တောက်ပလန်းဆန်းလို့ပေါ့ကွယ်။တဘာဝတရားကိုမြင်ရကြည့်ရတာကစိတ်ချမ်းသာလိုက်တာ။တောင်တွေဟာလဲရင်သက်ရှူမောလှပါခမ်းနာလို့ကြောက်တောင်မြင့်တွေနယံတွေမှာတစ်ပင်ကိုင်းတွေမှာတိခွာတွေတွေကပ်ပေါက်နေကြတာကလည်းနှားလို့ခီးတစ်ခေါက်ထက်တိုင်းအန်တီတော့ကိုမြန်မာနိုင်ငံရဲ့ပိုးတန်လာတဲ့တဘာဝအရေးအမြစ်တွေကိုမပြတ်စည်းစေခြင်းလို့ အမြတ်တနိုးထိမ့်သိမ့်ခြင်းနဲ့စိတ်တွေပူပူများလာတော့တယ်။ချစ်စရာ၊ဂုဏ်ယူစရာကောင်းတဲ့ကိုယ်နိုင်ငံရဲ့တဘာဝတရားစတာတွေကိုသမိမြင်စေခြင်းလိုက်တာ။အခုအခုရှိနေတဲ့တဘာဝပတ်ဝန်းကျင်ဟာသမိတို့ခေတ်ကိုရောက်တဲ့အခါဒီအချိန်မှာမပြတ်မစီဆက်ရှိနေဖို့အန်တီတို့လိုဒီနေ့ခေတ်လူကြီးတွေမှာတာဝန်ရှိတယ်။သမီးတို့ခေတ်ရောက်တဲ့အခါသမီးတို့ရဲ့နောက်မျိုးဆက်လူငယ်လေးတွေအတွက် တဘာဝပတ်ဝန်းကျင်မပြတ်မစီဆက်တည်တံ့ဖို့တော့သမီးတို့မှာတာဝန်ရှိလိမ့်မယ်။မျိုးဆက်တစ်ခုကနေနောက်မျိုးဆက်တစ်ခုကိုလက်ဆင့်ကမ်းပေးရမယ်။အရေးကြီးဆုံးအရာဟာတာဝန်ယူမှုပါ။မျိုးဆက်တိုင်းဟာပစ္စုပ္ပန်ထက်ပိုကောင်းတဲ့အနာဂတ်ကိုဖန်တီးဖို့တာဝန်ရှိရယ်။စကားကြုံလို့တို့နိုင်ငံရဲ့အနာဂတ်မြင်ကွင်းကိုသမီးကြိုတင်မြင်လာအောင်အခုခေတ်မြင်ကွင်းကနေပုံဖော်ပြခြင်းနဲ့ မြန်မာနိုင်ငံဟာဇီဝပထဝီအနေနဲ့တော်တော်ဆုံးတဲ့နေရာမှာရှိတာမို့တို့မြန်မာနိုင်ငံသားတွေကံကောင်းတဲ့သမီးအန်တီတို့မှာရေပြင်းနေရှိတယ်မြစ်တွေချောင်းတွေရေတံခွန်တွေနဲ့ပင်လယ်ကြီးတွေရှိတယ်နောက်ပြီးတော့တောင်တန်းတွေလည်းရှိတယ်တောင်ထဲမှာမှရေခဲတွေနှင်းတွေဖုံးနေတဲ့တောင်တန်းတွေတိတ်မြင့်ပြီးတိတ်ကူလာတဲ့တောင်တန်းတွေပေ3လေးတောင်ရှမ်းတောင်တန်းတွေပေ6တောင်9တောင်ချင်းတောင်တန်းတွေပေ1000 2000ကချင်တောင်တန်းတွေ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးအခက်ကပေါ်ရာစီတောင်ကပေ1996ရှိတဲ့ရှီတောင်အာရှမှာအမြင့်ဆုံးနေမြစ်တွေမှာတော့အန်ဒီတကန်ကပြောခဲ့သလိုပဲ ARD ဟာမြန်မာနိုင်ငံသားဆက်ဆက်မြင့်ကြီးပါမြန်မာနိုင်ငံထဲမှာမြင့်ပြားခံပြီးမြန်မာနိုင်ငံရဲ့ပင်လယ်ဒေသကိုဇီးဝင်သွားတဲ့မြစ်ပေါ့အဲ့ဒီမြစ်ဖြစ်ပေါ်ဖို့ပေါင်းစုံတဲ့မြစ်နှစ်ခုကမေခနဲ့မလီခါလေမေခမြစ်ကအလွန်ရေစီးကြမ်းတမ်းပြီးတော့ရေစီးတန်တယ် လှလည်းတိတ်လာတယ်သမီးရေခဲတောင်ဖြားရိစီကနေမြစ်ပြားခံလာတာမို့ဂျီဟာဖန်သားပြင်လိုပဲအတိုင်းသားကြီးလင်ပြီးစိမ့်ပြီးအေးလိုက်တာမပြောပါနဲ့တော့အဲသူတို့စီမမြည်ရေတိမ်ပြီးရေစည်းတန်နဲ့အောက်ခံကြောက်တုံးကြီးတွေကိုတိုးတိုက်စီစဉ်ရတာမို့ရေမြုပ်တွေရေပန်းတွေဖွေးဖွေးဖြူးနေတဲ့မြစ်မျိုးကို white water လို့ခေါ်တဲ့အဖြူရောင်ရေပေါ့နော်အန်တီတို့ရဲ့မိကမြစ်ကအဲ့ဒီလိုလှတဲ့မြစ်မျိုးပါကွယ် အဲ့ဒီမြစ်မျိုးမှာမြစ်ကျမ်းမြင်က ကြောက်တုံးနေဆိုတာလဲကျမ်းတန်းတဲ့ရေစည်းရဲ့တွန်းထိုးတိုက်ဆောင်မှုကြောင့်လုံးချောနေတာပဲအန်ဒီကနဲနန့်ကိုခီးထွက်ဖြစ်တယ်မဟုတ်လားခီးသွားတိုင်းလဲအဲ့ဒီဒေတာကမြစ်တွေကိုတိတ်စိတ်ဝင်စားတယ်မြစ်တစ်ခုချင်းကိုအန်ဒီရောက်အောင်သွားဖို့တယ်ရောက်ဖို့အောင်သွားတယ်မြင်ဖို့အောင်ကြည့်တယ်ကချင်ပြည်နယ်မှာမေခမြစ်နဲ့မလီခမြစ်စုံတဲ့နေရာကို မြစ်စုံလို့ခေါ်တယ်လေအဲ့ဒီမြစ်စုံမှာအန်ဒီတနေကုန်ထိုင်ပြီးမြစ်သုံးကကိုချိန်နေခဲ့တယ် အချက်ဖတ်မှာကမိခနဲ့မလီခမြင့်တွေသူတို့နှစ်မြင့်ပေါင်းပြီးတော့ AR မြင့်ဖြစ်သွားတဲ့နေရာမှာကြောက်တုံးလေးတွေကသာသဘာဝတန်ဖိုးရှိမနေဘူးလားကွယ်မြန်မာနိုင်ငံရဲ့ဘယ်နေရာမှာမှ မရှိတဲ့တီးတန့်တန်ဖိုးလေအဲ့ဒီကကြောက်တုံးလေးတွေကိုအဓိကရွေးပြီးကောက်လာခဲ့တယ်အဲ့ဒီလိုပဲပေါ့မူလာရှိတီချားကကြောက်တုံးမလီခမြင့်ကကြောက်တုံးအနီကူရီတင်ထားတယ်ချစ်လွန်းလွန်းလေးအန်ဒီရောက်ခဲ့တဲ့မြစ်တမြစ်စီရဲ့အထိမ်အမှတ်ပေါ့ ရခိုင်ပြည်နယ်ကိုရောက်တော့အင်းစနာနဒီမြစ်ပေါ့ရခိုင်ပြည်နယ်ကကြောက်တုံးလေးတွေလည်းအနီးကလာခဲ့တယ်ချင်းပြည်နယ်သွားပြန်တော့မဏိပူရာမြစ်ရဲ့ကြောက်တုံးတွေမဏိပူရာမြစ်ကကြောက်တုံးတွေကလည်းလုံးမီချောနေတာပဲပြောရအောင်မယ်မြင်ရတာလှလုံးတော့အသက်ရှူမှလောက်တယ်ဆိုတဲ့ဇာကသမိကြဖို့မှာပေါ့တောင်တန်းနေဟာလေးတကယ်ပဲအသက်ရှူမှလောက်တယ်သမိရဲ့တောင်မြင့်နေရမှာတိန်တွေကပတ်လဲလွင့်မျောလို့ တောင်တွေကတော့စိမ့်မှောင်လို့ပေါ့တောင်မတစ်တော်တွေရှိနေတာကိုတစ်တော်တွေပြုံးကုန်တာတော့မှန်ပါရဲ့ဒါပေမဲ့အလှပြတ်တဲ့အထိတော့မပြုံးသေးဘူးပေါ့အခုနေမှာသူတို့ကိုထိမ့်သိမ်းကာကွယ်မယ်ဆိုရင်ချိန်မိပါသေးတယ်ဒီတော့မြန်မာနိုင်ငံရဲ့ဇီဝပထဝီနေသားကို သမီးမြင်သာအောင်လည်းနဲ့ပြောမယ်နော်ဇီဝပထဝီဆိုတာသမီးနားလည်အောင်ပြောမယ်ဆိုရင်ဇီဝဆိုတာကအသက်ရှိတဲ့အရာမှန်သမျှကိုခေါ်တာဒီတော့တတ္တဝါတွေနဲ့အပင်တွေပေါင်းထားတဲ့နယ်ပယ်ပေါ့ ပထဝီဆိုတာကဒေတာတစ်ခုရဲ့တည်ရှိမှုမြင်မျက်နှာတွေ့ပြီးအနေထားကိုခေါ်တာ။ဇီဝပထဝီဆိုတော့သက်ရှိလေးတွေနဲ့သူတို့နေထိုင်ရာပေါရောက်ရာမြေပြင်တက်တော်ရေပြင်ဓာရီကိုအတူတွဲပြီးလိလာကြည့်တဲ့ဘာသာရပ်လို့အထိပယ်ရတယ်။တချို့နိုင်ငံကဒဲကန်လာရာတည်ပြီးတဲ့မြေပြင်တွေကြီးပဲရှိတယ်။တချို့ကပင်လယ်တွေကချို့နိုင်ငံလေးဖြစ်တယ်။တချို့ကတောင်တွေကြီးရှိတဲ့ ပင်လည်းမရှိတဲ့ data တချို့ကရေကဲပြင်တွေရှိရှိတဲ့ data တို့မြန်မာနိုင်ငံကတော့ရေကဲပြင် data ရောတောင်ရောတစ်တော်ရောဒီရေတော့ရောပင်လည်းပြင်ရောဆုံးနေအောင်ရှိတယ်ကွဒီတော့မြန်မာနိုင်ငံဟာဇီဝပထဝီစုံနယ်လို့ပြောနိုင်တယ် ecosystem လို့ခေါ်တဲ့တက်ရှိနေတဲ့သဘာဝပတ်ဝန်းကျင်အပြန်အလှန်အမိတဟပြုတဲ့ကိဟာစနဲ့မြန်မာနိုင်ငံမှာအမျိုးမျိုးရှိတယ်။အဲ့ဒါတွေကဘာတွေလဲသတိသိကြလား။တောင်တန်းကိဟာစနဲ့အပူပိုင်းကိဟာစနဲ့ တစ်တော်ကေဟာစနစ်ကုံတွင်းရေဝိကေဟာစနစ်အချားရေဝိဒေတာကေဟာစနစ်ပင်လယ်နဲ့ကံယူရန်ကေဟာစနစ်မြက်ခင်ကေဟာစနစ်ဒီရောကေဟာစနစ်မြို့သမီးရန်မြန်မာနိုင်ငံမှာတခြားဒေတာတွေမှာမရှိတဲ့တတ္တဝါတွေအပင်တွေမျိုးစိတ်တွေများကြီးအပင်မျိုးစိတ်ပေါင်း9600ကျော်မှတ်တမ်းတင်ပြီးသားပြီအပင်မျိုးစိတ်တွေထဲမှာမှမြန်မာနိုင်ငံမှာတာရှိပြီး ူများနိုင်ငံမှာမရှိတဲ့အပင်တွေကိုပဲညှာကြည့်ပေါ့ဒါပေမဲ့တို့တွေကအူအူဆုံးလေးလာတွေ့ရှိတာမဟုတ်ဘဲနဲ့နိုင်ငံသားတွေက GD ကိုရောက်လာပြီးလေးလာတွေ့ရှိနေကြတော့ဒီပင်တွေရဲ့နာမည်တွေကနိုင်ငံသားနာမည်တွေဖြစ်ကုန်တာပေါ့တိခွာပင်တွေဆိုတော့မြန်မာနိုင်ငံမှာတိခွာမျိုးစိတ်ပေါင်းရှိရရှိတယ်မြန်မာတွေဒီလိုပဲနှစ်ပေါင်းများစွာမျိုးဆက်ပေါင်းများစွာတိုင်းလာရင်တွေ့နေရလာတယ်ဒါပဲပေါ့တို့မြန်မာလူမျိုးတွေက သူ့ဒေသနာလုပ်ငန်းတွေနဲ့ဝေးတဲ့သမီးရေဒီတော့ကမ္ဘာဒေတာမျိုးစုံကိုရောက်ဖို့ပြီးလက်ပတ်သွားလာနေတဲ့လူမျိုးတွေကဒီလိုရောက်တဲ့အခါတကယ်အမခံပြတိုင်းကြီးကိုရောက်လာတယ်လို့ပဲသူတို့သိစိတ်ဝင်စားသွားကြတယ်။အင်္ဂလိပ်တွေမြန်မာနိုင်ငံအောက်ပိုင်းကိုသိမ်းပိုက်တာ1826ခုနှစ်အဲဒီနောက်ပိုင်းမြန်မာနိုင်ငံကိုအင်္ဂလိပ်တွေရောက်လာတာပေါ့ဒေါက်တာဝဲလစ်ဆိုတဲ့သူကအင်္ဂလန်ကိုပြန်တော့ Blue Vendor လို့ခေါ်တဲ့အဲမြန်မာတိခါကိုယူသွားပြီးဟိုမှာစိုက်ပျိုးလိုက်တယ် မြန်မာနိုင်ငံမှာတိကရီအလျံပဲရှိတဲ့အကြောင်းသူကပဲအနောက်တိုင်းတခွင်မှာတရင်ပြန့်အောင်ဖြန့်ပေးလိုက်တယ်။အဲဒီကစားပြီးမြန်မာနိုင်ငံရောက်လာတဲ့သူတည်ပြီးစိတ်ရှိတဲ့အင်္ဂလိပ်တွေကကမ္ဘာမှာသူတို့မတွေ့ဘူးတဲ့တိကမျိုးတွေကိုတွေ့တိုင်းယူယူသွားတယ်။ကိုရောက်တဲ့တိကကအတိဆက်ဆက်မျိုးစိတ်ကိုနာမည်တခုပေးရတာပေါ့။ဒီကရှာဖွေတွေ့ရှိသူရဲ့နာမည်ကိုပေးလိုက်တယ်။ဒီလိုနဲ့1869ခုနှစ်မှာမြန်မာနိုင်ငံကိုရောက်လာတဲ့ကက်သလစ်ဘုန်းတော်ကြီး Charles Parish ကတိခွာမျိုးစိတ်ကိုရှာဖွေတွေ့ရှိကမ္ဘာကိုတင်ပြလိုက်တော့တိခွာမျိုးတွေက Parish တွေဖြစ်ကုန်တာပေါ့ကွယ်အဲ့တော့နောက်ပြီးမြန်မာနိုင်ငံကိုတာဝန်ထမ်းဆောင်ပြီးမြန်မာအကြောင်းစာအုပ်တွေရေးလို့မြန်မာတွေကောင်းကောင်းသိတဲ့ရုပ်ခဗေဒပညာရှင် Kim Jong Wa က1920မှာမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်နောင်မွန်ဒေသမှာကမ္ဘာမှာစည်ရင်မတင်ရသေးတဲ့တိခွာမျိုးတွေကိုတွေ့ရတယ် အတွစီမှာတော့တိခွာနဲ့လို့ခေါ်တာပေါ့လေဒါကိုသူကအင်္ဂလန်မှာမိတ်ဆက်ပေးလိုက်တော့အဲ့ဒီတိခွာတွေကိုသူ့နာမည်ပေးလိုက်တယ်ပထမတော့နေပဲတစ်တွေကမျိုးစိတ်တစ်တွေကိုကိုယ်နဲ့စီတဲ့ယူတာမျိုးယူယုံမိတ်ဆက်ယုံတသက်ရည်ရွယ်ချက်ပေါ့လေဒါကိုစိတ်ဝင်စားသူတွေကလည်းသူ့တေတီစိတ်ရှိတဲ့သူတွေပဲနောက်တော့ဒီလမ်းကြောင်းကနေကုံတမှုလမ်းကိုရှိုင်းသွားတယ်တဘာဝအပင်တွေတတ္တဝါတွေကို တဏီယာကတဲ့တဏီယာတယ်ယူရောင်းဝယ်ကြတယ်ဒီလိုနဲ့ဈေးကွက်ကကောင်းလာတယ်ဒီဖြစ်ကိုတဘာဝအမျက်ထုတ်တယ်လို့ခေါ်တယ်အမျက်ထုတ်တာများလာတော့တဖြည်းဖြည်းရှားလာရောတဏီယာမှာမရှိသလောက်ရှားတဲ့အခါနည်းနည်းလေးရှိနေသေးတဲ့နေရာကနေမရှိတဲ့နေရာကိုတည်ပြီးရောင်းဝယ်ကြတယ်ရှားလေဈေးကြီးလေးပေါ့ဒီလိုအမျက်ထုတ်ကုန်ကူးခံရတဲ့အပင်တွေတတ္တဝါတွေဟာဘူရင်ဒေတာမှာမရှိတော့လောက်အောင်ပြတ်ကွယ်သွားတယ်တတ္တဝါမျိုးစိတ်တစ်ခုအပင်မျိုးစိတ်တစ်ခုဟာ သူ့နေရင်ဒေတာမှာတော်တော်ကိုရှားပါသွားတယ်ဆိုရင်အဲ့ဒါကိုမျိုးတုံးမဲ့အန်ဒီနဲ့ညင်ဆိုင်နေရတဲ့မျိုးစိတ်လို့ခေါ်တယ်။နေရင်ဒေတာကနေလုံးဝကွဲပြောက်သွားတာကိုတော့မျိုးတုံးနေလို့ခေါ်တယ်။တတ်တော်ရီကိုတတ်စားလို့ပဲဖြစ်ဖြစ်ဒရိဇန်အီကွန်ဂျူစတဲ့ကိုင်ကာစိတ်ပိုင်းတွေကိုဈေးကွက်မှာရောင်းစားလို့လို့ပဲဖြစ်ဖြစ်တတ်တော်ရီမျိုးတုံးကုန်ပါတယ်။တိခွာမန်းလေးတွေကလှလဲလှဈေးလဲကြည့်တာသမိသိမှာပေါ့ဒါပေမဲ့တိခွာတပင်ကိုဘယ်လောက်ဒီဈေးကြည့်နိုင်မလဲ သမီးတွေးကြည့်မိလားအန်ဒီလာတွေးမကြည့်မိဘူးဆရာဦးစောလွန်ရဲ့စာနဲ့တက်ကူကိုဖတ်ရတာဖြင့်တိခွဘင်းတမျိုးဆိုရင်တဲ့တပြင်းကိုဒီမှာရောင်းတာအမေရိကန်ဒေါ်လာ100ကနေ900ရရတဲ့ပတ်စံကိုလူတိုင်းကြိုက်တယ်ဒီတော့ပတ်စံရရင်ဘာကုန်မစိုးရောင်းမိရောကိုရောင်းလိုက်တဲ့အပင်အကောင်ဟာကို့ဒေတာမှာမရှိတော့ရင်ဘယ်နဲ့လုံမလဲလို့ဘယ်သူမှမတွေးကြဘူးဒါကြောင့်ရှားပါးရာကနေမျိုးတုံးရဲ့ BN ရဲ့ကိုကာကွယ်ရမယ်လို့တည်နေတဲ့ တဘာဝဒေါ်ရန်ဒရိစန်ဒိန်းဒိန်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CID လို့ခေါ်တဲ့အဖွဲ့ကဥရီရီထုတ်ပြန်ပြီးကာကွယ်ပေးနေရတယ်။အပင်ဒေသမကဒရိစန်မျိုးစိတ်အသစ်တွေလည်းမြန်မာပြည်မှာရှိတယ်။ဟိုးဟိုတလောကမြန်မာပြည်မှာတမင်မျိုးစိတ်တခုအသစ်တွေတယ်။တမီးကငယ်ကလည်းငယ်သေးလို့တရင်ရဖို့အဆက်အသွယ်ဝေးတဲ့နေမှာလည်းနေတာမှုအတိလိုက်မှမကျင်းဘူး။ကဘာမှမတွေ့ရသေးတဲ့တမင်မျိုးရဲ့ဂျီသက်တော်မျိုးပေါ့လေ။ဖက်ကြီးလို့ ဒေသခံပမာကချင်ရဝန်လူမျိုးတွေကခေါ်တဲ့ဖက်ရွက်ကြီးပေါ့လေဦးတာအောင်နဲ့ဘက်မှာတွေ့တာလို့သူ့မျိုးစိတ်ကတော့ဦးတာအောင်ပအောင်ပေးလိုက်တယ်ပေါ့လေတခြားဒေသတွေမှာမတွေ့ဘဲနဲ့ဒီဒေသပတ်ဝန်းကျင်ကွက်ကွက်လေးမှာပဲတွေ့ရတဲ့အဲ့ဒီမျိုးစိတ်ကိုဒေသရင်းမျိုးစိတ်လို့ခေါ်တယ်မြန်မာနိုင်ငံမှာဇီဝမျိုးစိတ်ပေါင်း1000လောက်ရှိမယ်လို့ခန့်မှန်းတယ်။အဲ့ဒီထဲကလေးပုံတစ်ပုံကဒေတာရင်းမျိုးစိတ်တွေမြန်မာနိုင်ငံရဲ့ဒေတာရင်းမျိုးစိတ်တွေထဲမှာထင်ရှားတဲ့မျိုးစိတ်တွေကရွှေသမင်း ဖက်ကြီးကျဲလေးတောကကြီးပင်နဘာကျူးငှက်ဆွေငှက်ယူဟိနာငှက်မြက်ခေါင်းဝေးဖြူငှက်ပြကြဒီစင်းမှာပါတဲ့ရွှေသမင်လိုခက်ဆင်စင် နောက်သမင်မျိုးစိတ်တခုကတော့အိန္ဒိယနယ်စပ်မှာပဲရှိတဲ့အကြောင်းကို National Geographic Magazine နဲ့မှာဖတ်လိုက်ရတယ်အဲ့ဒီသမင်ကိုတော့သူတို့ရဲ့အင်္ဂလိပ်ဘာသာနဲ့ဆိုရင် Brown and Law လို့ခေါ်တယ်အဲ့ဒီသမင်မျိုးကမျိုးတုံးပြီလို့တောင်ထင်ရတယ်နောက်တော့မှအကောင်ရင်နည်းနည်းလေးကြံသေးပါလားဆိုရှာဖွေတွေ့သွားတာတဲ့ အခုဆိုအကောင်ရေ150လောက်ပဲရှိရတယ်ဆိုပဲဒုမြန်မာနိုင်ငံမှာတော့ရွှေသမင်တွေကိုအလောင်းတော်ကတ္တဘာတဘာဝဒီမဲ့ဥယင်မှာမွေးပြူထိမ့်သိမ်းထားတယ်လို့သိရတယ်ဒုနိုင်ငံမှာနိုးတိုက်တဘာမျိုးစိတ်တတဝါမျိုးစိတ်ပေါင်း350လောက်ရှိတယ်တွားတွားတတဝါမျိုးစိတ်ပေါင်း300ညက်မျိုးစိတ်ပေါင်း1500တဲ့မြန်မာနိုင်ငံမှာလိပ်ပြာမျိုးစိတ်ပေါင်း1200လောက်ရှိမယ်လို့ခန့်မှန်းကြတယ်အဲ့ဒီလိပ်ပြာမျိုးတွေထဲမှာမှာကဘာမှာမှတ်တမ်းမဝင်သေးတဲ့လိပ်ပြာမျိုးတွေကို အများကြီးပဲရှိသေးတယ်လို့တတ္တပိဒါပညာရှင်တွေကပြောတယ်။ဒီပင်တွေနဲ့ဒီတတ္တဝါတွေကအရှိသဖြင့်တည်တက်အောင်မျိုးမတုံးအောင်ကုကစားပြီးကာကွယ်ထားမှဖြစ်မယ်။ဘယ်လိုကာကွယ်မလဲ။အလောင်းတော်ကတ္တပါလို့တဘာဝဘေးမဲ့ဥယင်ကာကွယ်တော်တွေတတ်မှတ်ပြီးအဲ့ဒီနန္ဒမိတ်အတွင်းကအပင်မနှုတ်ရ၊တစ်ပင်မခုတ်ရ၊တတ္တဝါတွေမဖမ်းရ၊မစီးရ၊မတက်ရ၊မဖြတ်ရဆိုတဲ့အမိန့်နဲ့ဆိုရကထုတ်ပြန်ကြေညာပေးရတာပေါ့ကွ။တို့မြန်မာပြည်နေလက်ချက်မှာကလေးကတရိတ်ဆန်တွေကိုဘေးမဲ့ပေးတဲ့အလေးထားရှိပြီးသား တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးဆိုတဲ့အမြင်နဲ့ပါခြင်းပါလိမ့်မယ်။တေးကြတာကတော့တရိတ်ဆန်လေးတွေကိုအသက်ချမ်းသာရာရစေလိုတဲ့စေတနာကိုကုသိုလ်ကောင်းမှုဖြစ်ယူတာပေါ့လေ။ဘုရားဘာသာတွေကအခကြီးရဲ့ကြီးမှာတရိတ်ဆန်လေးတွေပေးမဲ့ပေးတယ်ဆိုတာသတိကြားမှုမှာပေါ့။အန်ဒီတို့ငယ်ငယ်ကတော့နွားတွေကိုပေးမဲ့ပေးတဲ့မြေခွေမြင်ကန်မှုတဲ့ဒုနိုင်ငံထဲမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်နဲ့ကာကွယ်တော်တွေအများကြီးတက်မှတ်ပေးခဲ့ပြီးပြီ။ ကာကွယ်တော့တခုသတ်မှတ်ပေးပြီးပြီဆိုရင်အဲ့ဒီဒေတာမှာတည်ပင်မခုတ်ဖို့ဒရိစံမဖန်းစီဖို့အပင်မနှုတ်ဖို့တာဝန်ရှိသူတွေကစောင့်ကြည့်ထိန်းချုပ်ပေးရမယ်ဒါမှကိုဗစ်သိခုတ်တဲ့သူတို့ဘာလို့ကိုကာကွယ်နိုင်မလဲဒါမဲ့ဝင်းနဲ့ဥယျာဉ်နဲ့ကာကွယ်တော့ area အကျဉ်းမမျှတဲ့အခါမှာတချို့ကာကွယ်တော်တွေဟာကာကွယ်တော့အမိခံမဲ့ရှိပြီးအဲမှာပါမှဟုတ်ဒီပတ်ဒီမကြံတော့လာအောင်ဖြက်စီးပြကွယ်ကုန်တတ်တယ်လူတွေကဝင်ပြီးတော့တရားမဝင်သိခိုးထုတ်မယ်ဒရိစံနေခိုးဖက်မယ်တတ်မယ် ဒီတော့ဥရင်းနဲ့တားမြင်ပိတ်ပင်ရုံတင်မကဘဲနဲ့ဒေတာခံပြည်သူတွေနဲ့နိုင်ငံသားပြည်သူတွေကိုတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းခြင်းစိရှိလာအောင်အသိပညာမြင့်မားလာအောင်လည်းဆောင်ရွက်ပေးရမယ်။မြန်မာနိုင်ငံမှာအခုလက်ရှိကာကွယ်တော်33ခုရှိတယ်။ဒီဘေးမဲ့ကာကွယ်တော်တွေထဲမှာ area အခြေဆုံးကလူကောင်းခြံဝယ်ပေးမယ်တော့ပဲ။အခြေဝင်း area စတူရန်မိုင်2494တောင်ရှိတယ်။တစ်တော်ကျွိုင်းနေရာလည်းများကြီးပဲ။ တစ်တော့တွေကိုအပြင်လူတွေမခုတ်အောင်တားစီထိမ့်သိမ်းထားတာပေါ့တစ်တော့ကဝင်ငွေတိတ်ကောင်းတာသမီးရဲ့တို့မြန်မာနိုင်ငံရဲ့နိုင်ငံသားဝင်ငွေရှာပေးနိုင်ဆုံးကတစ်တော့ပဲကိုကသူများနိုင်ငံလိုနီးပညာနဲ့ပညာရှင်တွေသူကျေတနာတွေမကျဲပါတော့တရားစာတော့နဲ့ဝင်ငွေရှာတာပေါ့လေတော်လေးပဲတဘာဝတရားစာတာတွေကရှိနေလို့ကိုနိုင်ငံတရားစာတာတွေကိုသမီးကုံယူအောင်ပြောရအောင်မယ်1989ခုနှစ်တနည်းတည်းမှာပဲတစ်ဒေါ်လာဝင်တဲ့ငွေကအမေရိကန်ဒေါ်လာ100 36တန်းရှိတယ်။အဲ့ဒီတစ်နှစ်လုံးရနိုင်ငံသားထုတ်ကုန်စုစုပေါင်းတဝက်ကိုကျော်တယ်။နောက်နှစ်တွေမှာကြီးကြပ်တောင်ပိုများလာသေးတယ်တဲ့။ကျိုးဝိုင်းတွေနဲ့ဗိမဲ့တော်တွေကတိုင်းပြည်တစ်ခုရဲ့အနာဂတ်ပဲ။ဒါတွေရုပ်ရော့သွားရင်အနာဂတ်ရုပ်ရော့တယ်။တစ်တော်တွေဟာအကြောင်းမျိုးမျိုးကြောင့်ပြက်စီးနေတယ်။တစ်တော်တွေပြက်စီးတဲ့အခါမှာအဲ့ဒီတစ်တော်တွေကိုမိခိုနေထိုင်ရတဲ့ဇီဝမျိုးစုံတတ္တဝမျိုးစုံနဲ့ဒုက္ခရောက်ရတယ်ဒီလိုပဲမြေချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာတွေအကြောင်းမျိုးမျိုးကြောင့်ယုံရင်ပြန်စည်းလာတဲ့အခါအဲ့ဒီရေပတ်ဝန်းကျင်ကိုမိကိုနေထိုင်ရတဲ့ရေတတော်တွေဒုက္ခရကုန်မြန်းရောအဲ့ဒီတော့နေရာဒီကမှာဂေဟာစနစ်တွေပြတ်ကုန်နေဆိုတော့တမိရဲ့ပြန်စည်းရခြင်းအကြောင်းရင်းတွေကိုတမိနားလည်နိုင်သလားအန်ဒီပြောပြရမလားအဲ့ဒီကတဘာဝတော်တွေကိုလူတွေကမြေတုံးချဖို့ခုတ်လဲဖြစ်တယ်တိကိုတုံးချဖို့ခုတ်လဲတယ်နှစ်ကတောင်မှာနေတဲ့သူတွေက ရွှေပြောင်းတောင်ရစနစ်ကိုကျင့်သုံးတာများတယ်ရွှေပြောင်းတောင်ရဆိုတာကတာမောတစ်တော်ကို6သိရာသည်နှွေဝင်မှာခုတ်လဲလိုက်တယ်ပြီးတော့အဲ့ဒီလဲကျနေတဲ့တင်ပင်တွေကိုမိရှုပ်မိရှုပ်လို့ရလာတဲ့ပြားကတောင်ဆောင်မှာမြေဩဇာဖြစ်တယ်အဲ့ဒီမြေဩဇာကပထမ3လနေတော့စဘာပြောင်းကြုံစားတဲ့တီးနံတွေစိုက်ပျိုးလို့ဖြစ်တော့နေဒါပေမဲ့နေ့စဉ်မိုးကရွာနေတော့မိုးရင်နဲ့သူမြေစီလွာတွေကတောင်ဆောင်တစ်လျှောက်စီးကုန်တာပေါ့အဲ3လနေလက်မြေတိုင်းစားပြီးရောတီးနံမအောင်တော့ဘူး ဲ့ဒီခါမှာနောက်ထပ်တောင်တနေရပြတောင်မောတစ်တော်ရီခုတ်လဲမိရှုရတဲ့ပြမြောစာနဲ့စိုက်ပြိုးကြပြန်ရောဒါဖြင့်မြေစည်းလွန်တိုက်စားမှုရော့ကြအောင်ဘလို့ကာကွယ်မလဲမြေစည်းလွန်မှာပါတဲ့အာဟာရဓာတ်တွေအလဟတာမပြုံးတိအောင်ကာကွယ်ရမယ်ဘလို့ကာကွယ်မလဲမြေစည်းလွန်ပြုံးတိမှုနည်းပါအောင်ထိမ့်သိမ့်တဲ့နည်းတွေကတော့ကွန်တိုဆိုက်ပြိုးနည်း ပြပြလျှော့လျှော့လေးနေနေတဲ့ပြပြမှာအဲ့ဒီကွန်တိုနီနဲ့စိုက်ပြောရင်မြေစီလာပြုံးတိမှုကို30ရာနေ90ရာခိုင်နှုန်းထိချော့ချနိုင်တယ်။ကန်လန်အတန်းလိုက်ထွန်းရက်စိုက်ပြောတာအဲ့တော့တဒန်းကနေကျလာတဲ့ခြေနဲ့မြေစီလာကိုတော့တဒန်းကကာစီပင်ဂီတာဖြစ်သွားတယ်။နောက်လီကလေးစိုက်ပြောနေပိုပြီးမဆောက်တဲ့မြေနေရာတွေမှာတော့ဒီနီနဲ့စိုက်တယ်။တောင်ကောင်းမြေပြင်ကိုလီကလေးပုံစံညှိပြီးတော့တတိချင်းစိုက်သွားတယ်။အဲ့လိုလုပ်ချင်းအပြင်ရေကိုရောမြေစီလာကိုပါတည်နံအတွက်ထိန်မိတာဖြစ်သွားမယ်။ မိုးတိမ်များတဲ့တောင်ဆောင်တွေမှာတော့လေကလေးတစ်ခုချင်းစီရဲ့နောက်မှာရေထွက်ပေါက်လေးတွေထည့်ပေးထားရတယ်။နောက်တစ်ခုကအကန့်ချပြီးစိုက်ပျိုးတယ်။သီးနှံတွေကိုမြေစီလွားထိမ့်မဲ့မြက်တွေနဲ့တကန့်ချင်းချပြီးစိုက်ရတယ်။မြက်သုံးဖို့မြက်နဲ့လွယ်တဲ့အပင်တွေကမြေစီလွားတိုက်ဆောင်မှုကိုထိန်းသိမ်းကာကွယ်ပေးတယ်။ဒါ့ပြင်ပိုးမွှားတွေကိုလည်းတကန့်ကနေနောက်တစ်ကန့်ကူးမသွားအောင်ချပေးတယ်။ဘက်ဗီဇက်လိုနိုက်ထရိုဂျင်ဖန်းတဲ့အသီးရွက်လေးတွေဖြစ်ခဲ့မယ်ဆိုရင်မြေစီလွားရဲ့သဘာဝတက်မြေဩဇာကိုပါထိန်းသိမ်းပေးပြီးသားဖြစ်တယ်။ နောက်တစ်ခုကလမ်းချံမီဆိုင်ပြိုးတာမတူတဲ့ပင်တွေကိုကြားညံဆိုင်ပြိုးတဲ့နည်းပဲပြီးနံတွေကိုတဒန်းခြံစည်းရုပ်ချုပ်မင်းလိုတစ်ပင်ပူတွေကိုတဒန်းအဲ့လိုဆိုင်သွားတာတစ်ပင်ပူတွေကအသီးလက်စားလို့ရတယ်လေထင်းပြင်းလည်းသုံးလို့ရမယ်မြေစီလာကိုအောက်ထိမိုးရင်နဲ့အတူကြောက်မသွားအောင်ထင်းပင်းမိသားလည်းဖြစ်တယ်ကိုင်းခတ်တွေကိုကိုင်းတွေနားသက်ပေးပြီးရလာတဲ့အတူစားတွေကိုလည်းမြေဩစာဖြစ်သုံးမယ်၊မွေးမြူရေးမှာသုံးမယ်။ဒီနည်းနဲ့မြေစီလာတွေကိုကာကွယ်နိုင်တယ်။ ပင်လယ်သမုဒ္ဒရာမြေချောင်းအင်အိုင်တွေမှာဓာတုဝေဒပစ္စည်းတွေသုံးတာအစစ်မြေငါးခန်းကရိယာတွေကိုစနစ်တကျမသုံးတာအခြားဒေသကနေအပင်တွေတရိစံမျိုးစိတ်တွေကိုလိလာစီစစ်စမ်းသပ်မှုမပြုတ်ဘဲနဲ့တင်သွင်းနာဆိုင်ပြူတာမွေးမြူတာရှားပါပင်နဲ့တရိစံတွေကိုစီးပွားပြထုတ်ယူဖန်းစီရောင်းဝယ်တာဒီကုံတမှုတွေကိုထိန်းချုပ်မှုအားနေတာဇီဝမျိုးစုံမျိုးခွဲတွေရဲ့နေရင်ဒေသတွေကိုတခြားမြေသုံးချမှုတွေပြောင်းလဲတဲ့အခါဇီဝမျိုးစုံမျိုးခွဲတွေရဲ့နေရင်ဒေသနဲ့ ဂီဟာစနစ်ပြောင်းလဲပြည့်စည်ရိုရွေ့နိုင်မဲ့အခြေအနေအလားအလာတွေကိုထည့်စဉ်းစားရမှာကိုမစဉ်းစားမိမဲ့နဲ့လုံးမိတာအဲ့ဒါမျိုးတွေကိုပတားစီနိုင်တာဒီတော့ဘာကြောင့်ဘလို့ပြည့်စည်ရတယ်လဲဆိုတာကိုတတိရှိလာမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့ဘလို့ထိနေကွယ်ရမလဲဆိုတာကိုအတိဉဏ်နဲ့စေချင်သုံးသပ်ပြီးစဉ်းစားဖြေရှာဖို့နှိစက်သွားတာပေါ့ရေမြေတဘာဝကိုလေးထားတဲ့စိတ်နဲ့သမီးရဲ့နိုင်ငံပေါ်သမီးတကယ်ညံ့လို့တတ်မယ်လို့အန်တီယုံကြည်ပါတယ် ဒါတော့ဆမ်မကျူရဲ့တမချစ်တော်နိုင်ငံစောင်းရဲ့အဆောင်တက်အဖြစ်တရားဖြစ်ပါတယ်နောက်ထပ်ဆမ်မကျူရဲ့ဒီတဘာဝပံဝင်ခြင်းနဲ့ဆိုင်တဲ့စောင်းတေကိုဆက်လက်ပြီးတင်ဆက်မှာသေးတယ်ကျေးဇူးတင်ပါတယ်ရှင်သွားတူတာပါသူကအလုံးကျေးဇူးတင်ပါတယ်အဲတရားစင်းစီကိုအခုညနေမှာတောင်းမဆန်နိုင်တဲ့အတွက်တောင်းမှန်ပါတယ်အလုံးပဲ